ရုရှားကစစ်ပွဲကိုမရက်ဘဲဆက်တိုက်နေမယ်ဆိုရင်ယူကရိန်းစီထောင်မဟောက်ဒုံးကြီးတွေပေးပို့ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဆုံးဖြတ်ပွဲရှိနေပါတယ်။ရုရှားနဲ့ယူကရိန်းကြားသုံးနှစ်ခွဲကျော်ကြာမြင့်လာတဲ့စစ်ပွဲကိုရက်စဲဖို့အမေရိကန်အစိုးရကကြားဝင်ညှိနှိုင်းနေပေမဲ့လည်းရုရှားကအမျိုးမျိုးအကြောင်းပြရှောင်လွှဲပြီးစစ်ပွဲတက်တန်းကိုဆွဲဆန်နေတယ်လို့ထရမ့်ကယူဆနေပါတယ်။စောပိုင်းမှာထရမ့်ကစစ်ရက်စဲရေးအတွက်ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့အနီးကပ်တီတွေဆွေးနွေးတဲ့နေလန့်တွေကိုတောင်းခဲ့ပါသေးတယ်။ ဒါပေမဲ့အခုတော့ရုရှားရဲ့အမျိုးမျိုးလှည့်ပတ်နေမှုတွေကိုစိတ်ကုံလာပုံရပြီးယူကရိန်းကိုပို့ပြီးဓာတ်ရိုက်ကြကြထောက်ခံလာနေတာဖြစ်ပါတယ်။အောက်တိုဘာ12ရက်နေ့မှာတော့ထရမ့်ကရုရှားသာစစ်ပွဲကိုမရက်ဘူးဆိုရင်သူလည်းအမေရိကန်ရဲ့တာဝေးပြထောမဟောက်ဒုံးကြီးတွေယူကရိန်းအတွက်အသုံးပြုခွင့်ပေးသွားဖို့ရှိတယ်လို့ပြောပါတယ်။ထရမ့်ကယူကရိန်းစီအဲ့ဒီနည်းပညာမြင့်ဒုံးကြီးတွေထောက်ပံ့ပေးဖို့စဉ်းစားနေကြောင်းအရင်ကတည်းကသတင်းတွေထွက်နေတာပါ။ခုတော့သူကိုယ်တိုင်ကပါဒီကိစ္စပေါ်မှတ်ချက်ပေးလာတာဖြစ်ပါတယ်။ အောက်တိုဘာ12ရက်နေ့တုန်းကအစ္စရေးစီမသွားခင် Air Force 1လေယာဉ်ပေါ်အတက်မှာ Trump ကသူဟာယူကရိန်းသမ္မတဗိုလဒီမာဇလမ်စကီနဲ့လက်နက်ထောက်ပံ့ရေးကိစ္စဆွေးနွေးဖြစ်ခဲ့တယ်လို့သတင်းတော်တွေကိုပြောခဲ့ပါတယ်။အောက်တိုဘာ17နဲ့17နှစ်ရက်စလုံးဖုန်းဆက်ဆွေးနွေးခဲ့ပြီးဇလမ်စကီကထောမဟုတ်တွေရရှိရေးတောင်းဆိုခဲ့တယ်လို့လည်း Trump ကအတည်ပြုသွားပါတယ်။ထောမဟုတ်ဆိုတာကအမေရိကန်ရဲ့လက်နက်တိုက်တဲမှာစွမ်းဆောင်ရည်အမြင့်ဆုံးလက်တွေတိုက်ပွဲဝင်မှတ်တမ်းကောင်းတွေအများဆုံးပိုင်ဆိုင်ထားတဲ့ဒုံးကျည်တွေပါ။ ။ထမဟုတ်တွေကအကွာအဝေးကီလိုမီတာ2500လောက်ကပြင်းမှတ်တွေကိုတော့ထီထီရောက်ရောက်ချေမုန်းနိုင်တဲ့အတွက်ယူကရိန်းကရုရှားရဲ့မော်စကိုမြို့တော်ထိလက်လန်းမီအောင်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ရုရှားဘက်ကတော့ယူကရိန်းစီထမဟုတ်ဒုံးကျည်တွေထောက်ပံ့တာမျိုးမလုပ်ဘူး။အမေရိကန်ကိုရည်ရွယ်သတိပေးထားပါတယ်။ထရမ့်ကတော့အမေရိကန်ဟာယူကရိန်းစီထမဟုတ်တွေဓာတ်ရိုက်ထောက်ပံ့မှာမဟုတ်ဘဲဒုံးကျည်တွေကိုနေတိုးမဟာမိတ်နိုင်ငံတွေစီရောင်းချပေးမှာဖြစ်ပြီးနေတိုးကယူကရိန်းစီလက်လွှဲပေးတာကို အမေရိကန်ကခွင့်ပြုပေးတာမျိုးဖြစ်လိမ့်မယ်လို့သူကရှင်းပြခဲ့ပါတယ်။ဇလမ်စကီကတော့အမေရိကန်ကသာထမဟော့ဒုံးကျည်တွေထောက်ပံ့ပေးမယ်ဆိုရင်ယူကရိန်းအနေနဲ့အဲ့ဒီလက်နက်တွေကိုရုရှားရဲ့စစ်ရေးပြတ်မှတ်တွေကိုပဲဖျက်ဆီးဖို့တုံးမှာဖြစ်ပြီးအရက်သားပြတ်မှတ်တွေကိုလုံးဝမတိုက်ခိုက်ဘူးလို့အာမခံထားပါတယ်။အရင်ကလည်းယူကရိန်းဟာရုရှားရဲ့အရက်သားအဆောက်အအုံတွေကိုမတိုက်ခိုက်ခဲ့ကြအောင်ဒီအချက်နဲ့တင်ရုရှားနဲ့ယူကရိန်းကြားကစံတန်ဖိုးတွေဘလောက်ကွာသလဲဆိုတာကိုမြင်သာစေနိုင်ကြောင်းဇလမ်စကီကပြောကြားသွားပါတယ်ရှင်။